အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချနေရဲ့ဒီဇင်ဘာလ9ရက်နေ့ review session ကိုတက်ဆက်ပြီးတော့မှဖြစ်ပါရယ်။လာမယ့်ဒီဇင်ဘာလ10ရက်နေ့လူအခွင့်အရေးနေ့မှာပြင်မထွက်ပဲအတန်သေးတဲ့ပိတ်ပြုလုပ်သွားဖို့တပိတ်အရာစုတွေကဆော်အော်နေကြပါရယ်။ပြီးသွေးအင်တာနက်တွေဒီဇင်ဘာလကုန်မှပြန်ကောင်းမယ့်လို့စေအုပ်စုကထုတ်ပြန်ပါရယ်။မြောက်ဒီမျိုးအနီးမှာတရားမဝင် online လောင်းကစားတွေလောက်ကင်နေတဲ့တရုတ်နိုင်ငံသား25ရောင်နဲ့မြန်မာနိုင်ငံသား123ဦးကိုစစ်ကော်မရှင်ကဖမ်းဆီးခဲ့ပါရယ်။စားတဲ့တရင်တွေကိုတက်ဆက်ပြီးတော့မှပါ။ကျမကတော့အစီအစဉ်တက်ဆက်သူမင်းကြီးဖြစ်ပါရယ်။ လာမယ့်ဒီဇင်ဘာလ10ရက်နေ့လူအခွင့်အရေးနေ့မှာအပြင်းမထွက်ပဲအတန်တိတ်တပိတ်ပြုလုပ်သွားဖို့ဒီဇင်ဘာလ3ရက်နေ့ကမန္တလေးမြို့ဈေးတနေရာမှာဖော်ဆောင်ခဲ့ကြတဲ့ဆန္ဒထုတ်ဖော်လှုံ့ဆော်မှုအတွင်းဒေါက်တာဒေသဆန်းနေအဖွဲ့ကပြောကြားလိုက်ပါတယ်။သရီစာကတက်ဆက်ပေးမှာပါ။ အတန်တိတ်တပိတ်လုံရင်စီအာနာရှင်စနစ်ကိုလူချုပ်တရလုံကစီလုံးကြီးရစွာနဲ့လက်မခံကြောင်းပြသကြဖို့တနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်သွားမယ်လို့အဲ့ဒီလိုရှာမှုအတွင်းထည့်တွင်ပြောကြားလိုက်တာပါဒီမိုကရေစီရရှိရေးစီအာနာရှင်ကြရှုံးရေးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအမေစုနဲ့သမ္မတကြီးချက်ချင်းလို့နိုင်ငံရေးအချင်းသားများလူမျိုးရေးအတမစစ်မှုချောင်းဥပဒေဖြစ်တဲ့ရေးစားတဲ့ကြွေးကြော်တန်တွေနဲ့အတူအတူအယောင်တရားမဝင်ယူကောက်ပွဲကိုတခနေဆန်းကျင်တက်ပြဖို့လူကြောင်းလဲမန္တလေးမြို့လေလှရှာမှုအတွင်ဒေါက်တာဒေဇာဆန်းရဲ့အဖွဲ့က စံသားထုတ်ပေါ်ခဲ့ကြပါတယ်။အဲ့ဒီလှုပ်ရှားမှုကိုစစ်ကောင်ဆောင်မြောင်းလိုင်းပင်ဦးလွင်နဲ့မန္တလေးဘက်ကိုရောက်နေတဲ့အချိန်ဖို့ဆောင်ခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။ဒေါက်တာဒီဇာဆန်းကလည်းသူ့ရဲ့လူမှုကိုရင်ဆောင်မျက်နှာမှာလူထုသဘောထားစံသားနဲ့တောင်းဆိုချက်ကြီးသုံးရဆူပြီးထပ်လောင်းတင်ပြထားပါတယ်။ အရိယာချက်တွေကတော့အတ္တမဖန်စီအကျဉ်းချခံထားရတဲ့လူထုကောင်းဆောင်တော်ဆန်းစုကြည်သမရကြီးဦးဝင်းမြင့်တဲ့တကားနိုင်ငံရေးအကျဉ်းသားများအလုံးကိုချွင်းချမ်းမရှိအမြန်ဆုံးလူပေးရင်သူ့အယောင်တရားမဝင်ယူောက်ပွဲကိုလူထုတရက်လုံးကပြက်ပြက်သားသားဆန်းကျင်ကြဖို့နဲ့အတ္တမစင်မူတာဥပဒေကိုလုံးဝဖျက်သိမ်းဖို့ဖြစ်ပါတယ်။ဒါအပြင်လာမယ့်ဒီဇင်ဘာလစီရင်နေ့အပြပြဆိုင်ရာလူအခွင့်အရေးနေ့မှာတနိုင်ငံလုံးလူထုတရက်လုံးကအပြင်းမထွက်အတန်းသိတဲ့ပိတ်ကြီးဆင်နွှဲပြီးတော့ဒီလူထုသဘောချနဲ့တောင်းဆိုချက် ြေသုံးရက်ကိုဖော်ထုတ်တောင်းဆိုကြဖို့ရှိပါတယ်လို့ထမ္မံဖော်ပြထားတာကိုတွေ့ရှိရပါတယ်ဒီလူထုတုတ်ရှာမှုမှာပြည်သူလူထုအလို့အတူတကွာပူပေါင်းပါဝင်ဆင်နွှဲကြဖို့နဲ့ပြည်သူမျိုးတော်လာရေးကြီးမှာပြည်သူသားအဓိကဖြစ်တယ်လို့လည်းဆိုထားပါတယ်ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မြချနာတရင်ချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09096 3393တင်းနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ပြည်သူ့အင်တာနက်တွေဒီစမလာကောင်မပြန်ကောင်းမင်းလို့စစ်အုပ်စုကထုတ်ပြန်ပါတယ်။စောစိန်ကတိဆက်ပေးမှာပါ။ပြည်တွင်းအင်တာနက်လိုင်းတွေပြတ်တောက်နေကွေနေတဲ့ကိစ္စဒီဇင်ဘာလကုန်လောက်မှပုံမှန်ပြန်ဖြစ်မယ်လို့စေအုစုရဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလတရနေ့ကစပြီးစင်ကာပူကနေမြန်မာနိုင်ငံကိုချိတ်ဆက်ထားတဲ့ပင်လယ်ရေအောက်ကေဘယ်ကြိုးပြတ်တောက်ခဲ့တာကြောင့်မြန်မာတိုင်းနိုင်ငံလုံးနီးပါး Wi-Fi အင်တာနက်တွေပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်နိုဘာဒုတိယအပတ်လောက်မှာအချိန်ပိုင်းနဲ့အင်တာနက်တို့တဖြည်းဖြည်းပြန်ရခဲ့ပေမဲ့အခုချိန်ထိလိုင်းတွေပြန်မကောင်းသေးရလဲဖြစ်ပါတယ်။ဆေဥစုကတော့အဲ့ဒီလိုရေအောက်ကေဘယ်ချိုးပြတ်နေတဲ့အချိန်နိုင်ငံဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းတွေကိုထပ်တိုးမြင့်ခဲ့လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုဆက်ကြောင်းတိုးမြင့်တာကြောင့်အင်တာနက်ဝန်ဆောင်မှုတွေအထက်အလျောက်ပြန်ကောင်းမွန်လာခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရေအောက်ကေဘယ်ချိုးပြတ်တော့တာကိုပြင်ဆင်နေရတာကတော့ဒီဇင်ဘာလကုန်လောက်မှပြီးနိုင်မယ်လို့ဆေဥစုကခန့်မှန်းထားပါတယ်။ အခုချိန်မှာတော့ Wi-Fi internet တွေနေကွေးတာပြတ်တောက်တာတွေကတော့ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတိုင်းလိုလိုဖြစ်ပေါ်နေတာပါ။ဒါကြောင့်ပြည်သူတွေအနေနဲ့ mobile phone internet ကိုပါအားထားအသုံးပြုနေရတဲ့အတွက် internet အတွက်ငွေသုံးဆွဲရမှုဟာအရင်ကတည်းကပိုကုန်ကျလာတယ်လို့ပြောဆိုနေကြပါတယ်။မြဝတီမြို့အနီးမှာတရားမဝင် online လောင်းကစားတွေလောက်ကိုင်းနေတဲ့တရုတ်နိုင်ငံသား25ယောက်နဲ့မြန်မာနိုင်ငံသား123ဦးကိုစစ်ကောင်မရှင်ကဖမ်းဆီးခဲ့ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့အနီးအမှတ်3ရပ်ကွက်မှာကြားဖြတ်နေတရားမဝင်အွန်လိုင်းလုံကစားရိတ်လောက်ကိုင်းနေရတဲ့ရုပ်နိုင်ငံသား25ရောင်းနဲ့မြန်မာနိုင်ငံသား223ရောင်းကိုဒီဇင်ဘာလ4ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့အာနာဒိစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ် ယောက်တိမျိုးဝင်ချင်းကိုရှောင်းတခင်ဆစ်ဆဲရဲအချိန်အမှတ်၃ရက်ကွယ်မှာအဲ့ဒီကြဖြန်လောက်ကိနေတူတွေကိုဖန်စီရမိခဲ့ပြီးတော့တရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လိမှုတွေမှာအသုံးပြုတဲ့ကွန်ပျူတာမျိုးစုံ82လုံးနဲ့ mobile phone 62လုံးဆက်ဆက်ပစ္စည်းတွေကိုဖန်စီရမိခဲ့ပြီးတော့အေးအေးယူဆောင်ရွက်သွားမယ်လို့ဆိုပါရယ်ကြပြန် online လိမ်လိမှုနဲ့လောင်းကစားလုပ်ငန်းတွေနေထိုင်လောက်ကိနေရက်၃ထပ်အဆောက်အအုံ၅လုံး၃ထပ်အဆောက်အအုံ၃လုံးစုစုပေါင်း၈လုံးတို့ကိုတွေ့ရှိခဲ့ပြီးတော့ ဖြိုချဖျက်ဆီးမှုတွေလုပ်နေတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ကလေမြဝတီမြို့အမတ်လေးရွက်ချောက်လုံးကြီးဖုန်ကြီးချောင်းအနောက်ဘက်ကနေတလုံးမှာကြပြလောက်ကန်နေတဲ့တရုတ်နိုင်ငံသား၃ဆိတ်ကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အခုနှစ်ထင်မှာပဲပြည်ပနိုင်မြန်မာနိုင်ငံထေကိုတရားမဝင်ဝင်ရောက်လာပြီးတော့ကြပြလောက်ကန်နေတဲ့ပြည်ပနိုင်ငံသား1945ယောက်ကိုဖမ်းဆီးရမိပြီးတော့အဲရစ်ထေက1139ယောက်ကို ထိုင်းနိုင်ငံကသစင်ပြန်လည်လွှဲပြောင်းတာတွေလှုပ်ဆောင်ထားတယ်လို့စစ်ကော်မရှင်ကဆိုပါတယ်အနေရဲ့ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမတ်ဖွဲရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတစ်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်တတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။ တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြင်းမျက်နှာပြင်ပေါ်တွင်မှာပဝင်းကျင်အနေထားနဲ့တသားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ် ေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲရင်ပါတယ်။မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြားကွယ်ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင် ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုံမိုင်းတွေကို မြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီး ်ခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်ရုပ်ချီပေါက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်အစားထွက်လူတက်မိုင်းဆိုတာ ပောက်ကွဲတဲ့အခါအစာနာဖျားထွက်ပြီးထိခိုက်သူတမက အနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ကွဲအားကိုပိုမိုပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြင်မျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာချိုးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီချိုးမြင်ကိုထိမိတာဒါမှမဟုတ်ဖျက်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးတစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဓမ္မမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ ရင်မြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။ရင်မြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့ရင်မြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာ မြင့်မာပြီးအဝေးကို ခြေပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးပဲဆက်ရှိနေနဲ့အနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နက်ကင်ပဋိပက္ခများရက်စဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့တောက်ကြနေ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ဆောင်းမြောနာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးဆောင်းမြောကြည့်ရှုနာဆင်နိုင်ပါပြီ။